်89ခုနှစ်တရင်ကျော်လာဆန်းရှေ့ရနေမန္တလေးတိုင်းဒေသကြီးမိထီလာမြို့မိထီလာမြို့နယ်တောင်ရံကုန်းအုပ်စုရောင်ကုန်းကြီးရွာဇေယျဘူမိကျောင်းတိုက်အတွင်းဥပုပ်သီလသောက်တည်ကြကုန်သောဥပုပ်သီအပေါင်းတို့အားတရားဖြင့်ကျေးဇူးပြုပေးပါမယ်။ဟုတ်ပြီဒီနေ့တရားကျေးဇူးပြုပေးမယ်။တရားကသာဂတာဝကတန်ယုတ် ဘာရတုတ်တံကိုအရှိခံပြီးတော့ဥစဉ်ဟောကြားပေးလာတာဒီနေ့နောက်ဆုံးအပိုက်ကလေးဘာရနေခေပနံသူခံဒီအပိုက်လေးအရာသူရဲ့တရားကတော့ခန္ဓာဝုံကို ပြည့်ရှာနိုင်ခြင်းသည်ချမ်းသာဤဒါပေမဲ့လို့ခန္ဓာဝုံရှာတယ်ခန္ဓာဝုံရှာတယ်ဆိုတဲ့နေရာမှာ ရောက်ရဘဝဖြစ်ရဘဝတိုင်းမှာနောက်ဆုံးနောက်ဆုံးဘဝရဲ့သုတိစိတ်ကြတာကိုလည်းဘာလို့ပြောတော့ခန္ဓာဝန်ချတယ်ဒီခန္ဓာဝန်ချတာကြတော့ခန္ဓာကိုနောက်ထပ်အတိတ်တဖန်ပြန်ပြီးတော့မဖြစ်စေတော့တာမယူစေတော့တာနောက်ထပ်ဘဝသည်မဖြစ်စေမယူစေတာဘာကုံလို့လဲဆိုတော့တဏှာကုံလို့ဘာကုံလို့တယ်လဲတဏှာကုံပါဗျာအေးအဲ့တော့ ခန္ဓာဝဉ္ချာဒုက္ခရလို့ပေးမဲ့အစားတဏှာကုံမှချမ်းသာရပါတယ်လေတဏှာကုံမှချမ်းသာရခင်ဗျားတို့ကျွတ်တို့တွေတဏှာဆိုတဲ့လောဘမကုံသေးသရွေတော့ချမ်းသာအစစ်ဘယ်တော့အခါမှမရဘူးဟုတ်ပြီဘာရာဟဝေပင်သက်ခန္ဓာဘာရာဟာရောပုဂ္ဂလော ပါရဒါနံဒုက္ခံလောကေပါရနိကေပနံဒုက္ခံဘိကဝေယဟံများတို့ဘိကဝေတန္တရာဝုတ်ပေးမှထွံ့မြောက်လို့သော ရှင်သာရှင်သမီးတို့ဟဝေစင်စစ်ဧကံအမှန်အပြည့်ပင်ဆက်ခန္ဓာခန္ဓာ၅ပါးသည်ဘာရာဝန်ထုတ်ဝန်ပိုးကြီးပါပေသည်ဘာရာဟာရော ုဂ္ဂလောပုဂ္ဂိုလ်အပေါင်းသည်ပုဂ္ဂလော32ပုံစုံစံသွာလာမြတ်တတဝါအပေါင်းသည်ဘာရာဟာရော ခန္ဓာဝံကို ဆောင်သောပုဂ္ဂိုလ်တို့ကြည်ပါပေသည်ခန္ဓာဝံတန်သမားတို့ကြည်ပါပေသည်ဘာရာဒါနံခန္ဓာဝံကိုနောက်တဖန်ယူခြင်းသည်ဒုက္ခဆင်းရဲလာကြ၏ဘာရာနေခေပနံခန္ဓာဝံကိုပြေချနိုင်ခြင်းသည်ဒုက္ခချမ်းသာလာပါပေ၏ ဣတိဤသို့ဘဂဝါမြတ်စွာဘုရားသည်အဝောစာကောင်းစွာမသွေမိမ့်မြတ်တော်မူခဲ့ပါပေတည်းဘာရဟဝိပိသခန္ဓာတဲ့ခန္ဓာ၅ပါးကြီးသည်ခန္ဓာ၅ပါးသည်ဝန်တော့ဝန်ဘောအားလည်းခန္ဓာ၅ပါးသည်ဝန်တော့ဝန်ဘော အခုနာကတကစိုးနိုင်ဥပုပ်သီလယူဖို့လာရာကိုနှံ့ကြည့်လိုက်တဲ့အခါသူကဟိုတချမ်းကမတန်တော့ဤခန္ဓာကိုယ်ကို သူရှေ့ကိုရွေ့ဖို့ရမနေပါဖြစ်နေကြိုးစားပြီးတော့၆လမ်းနေရတယ်စိုးနိုင်ရခန္ဓာဝန်၄သလားပေါ့သလား၄ပါတယ်၄တယ်၄တယ်ဟုတ်ပြီနော်မှန်ပါ နေမကောင်းတဲ့အခါမကျမ်းမာတဲ့အခါပိုးတောင်သိတာတည်တဲ့အရှင်ဘုရားနေကောင်းကျမ်းမာတော့ကခန္ဓာဝန်ကပေါ့သလားဆိုတော့မပေါ့ပါဘူးမပေါ့ပါဘူးမနှခင်လင်းတဲ့ကသူ့ကိုပြုစုလာရတာယူရလာရတာအစာကျွေးရကျင်ကြီးခြင်းငယ်စွန့်ပေးရမျက်နှာသစ်ပေးရဒါဘာဘာဘာဝန်နေတယ်ခန္ဓာဝန်နေဟုတ်ပြီအဲ့လောက်ပဲထားလိုက်ဘာရာဟာရောပုဂ္ဂလောတဲ့33ပုံမှာစုံစမ်းနေတဲ့ပုဂ္ဂိုလ်မှန်တယ်များဟာ ခန္ဓာဝန်ထမ်းသမားတွေပါတဲ့ဘာရာဌာနဒုက္ခလောကီနံပါတ်3အပိုက်အပိုက်ကနောက်ထပ်ခန္ဓာကိုယ်နောက်ထပ်ဘဝတည်းကို ယူခြင်းဟာလေဒုက္ခတဲ့ဆင်းရဲတွေပါပဲအဲ့တော့ခမည်းတော်ကျွတ်တွေတွေကဘဝကိုခင်တွဲတဲ့ဘဝတဏ္ဏဟုတ်ပြီလားလောကီအာယုံကာမဂုဏ်ကိုခင်တွဲတဲ့ကာမတဏ္ဏအဲ့ဒီတဏ္ဏတွေရှိနေသေးတဲ့၍တော့စိတ်ရှောက်နောက်ထပ်ဘဝရအောင်ပါ နောက်ဘုထရဘဝဘယ်ဘဝသွားမှာလဲဘသူသိတော့ဘသူမှမသိဘူးဘသူမှမသိဘူးဟုတ်လားလူဘဝနတ်ဘဝပြန်ရရင်တော့ကုသိုလ်လောက်ခွင့်သားခြင်းသားလေးအောင်မယ်အပယ်၄ပါးခန္ဓာ၅ပါးရသွားလို့ရတော့ကုသိုလ်လောက်ကိုအခွင့်မသာဘူးဟုတ်ပြီနောက်ဆုံးအပိုက်လေးကဘာရနိခေပဏံဒုက္ခံတဲ့ဘာရနိခေပဏံခန္ဓာဝန်တော့ဝန်ဘိုးကြီးကိုအပြီးတိုင် ပြစ်ချနိုင်ခြင်းသည်ပယ်စွန့်နိုင်ခြင်းသည်ဒုက္ခချမ်းသာလာရည်၏ဘုရားကအဲ့ဒီလိုဟောတယ်အဲ့ဒီနောက်ဆုံးအပိုက်ကလေးအရာထပ်ပြီးတော့ဘုရားကဂါထာတက္ကတာထပ်ပြီးတော့ဖွင့်တယ်ထပ်ဟောတယ်ကရုံပါရံနေခိပိတဝါအဉ္ဉံပါရံအနာတိယသမူလံတဏမဘုရှား နေသာတော်ပရိနေဘုတော်ကရုံလေးတော်ဗာရံခန္ဓာဝန်ကိုနေခိပိတဝါပြစ်ချပြီး၍အញ្ញံအခြားသောဗာရံနောက်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 ဘဝဟုသွားသောခန္ဓာဝန်ကိုအနာတိယမယုံမှု၍တမူလံအမြင့်အရင်နှင့်တကားဖြစ်သောတမူလံအမြင့်အရင်အဝိဇ္ဇာနှင့်တကားဖြစ်သော တဏံတဏာကိုအဘုရှပယ်စွန့်၍ပယ်ခွာ၍နေသာတော့တောင်းတခြင်းကင်းသည်ဖြစ်၍နေသာတော့တတ်မဲ့ခြင်းတဏာကင်းသည်ဖြစ်၍ပရိနေဘူးတော့ကိလေသာအာလုံးချုပ်ငင်းရလေကုန်၏ဣတိဤသို့ဘဂဝါမြတ်စွာဘုရားသည်အဝောစာကောင်းစွာမသွေမိန်ရတော်မူခဲ့ပါ၏တည်း။အာမင်။ ။ဒီခံပြီးတော့နာတရားကအဆက်ဝေးသွားတယ်။ဂျာဒန်မှာနှစ်ဦးဖို့လောက်ပြတ်သွားတယ်။ဟုတ်ပြီ။ဘာရနေခေပနံဒုက္ခံခန္ဓာဝင်ကိုပြေချနိုင်ခြင်းသည်ချမ်းသာ၏။ခုနကသရေကပြောခဲ့တယ်။ခန္ဓာဝင်ပြေချခြင်းကဘယ်နှမျိုးလို့နှစ်မျိုး။ရကြည်ရတဲ့ခန္ဓာတိုင်းခန္ဓာတိုင်းဘဝတိုင်းဘဝတိုင်းမှာလဲနောက်ဆုံး စုတိစိတ်ကြလိုက်တာနဲ့တပြိုင်တည်းတည်းဗာစိတ်စုတိစိတ်ယောဗာစိတ်စုတိစိတ်ပါအဲဘေးမရောက်စင်းနဲ့ဗျာနည်းနည်းလေးအာရုံစိုက်ဗာစိတ်တယ်လေစုတိစိတ်နောက်ဆုံးဘဝရဲ့စိတ်ဟာစုတိစိတ်စုတိပြီးအရှင်ဘုရားဗာပြစ်မှလဲဆိုရင်နောက်ထပ်ပဋိသင်္တိမရှားဘူးနော်ဘဝင်မရှားဘူးနော် အများတို့တွေကတေပြီးအိမ်မှာခொနေရဲ့နေသားတို့ဘာတို့ဒီလိုတွေလျှောက်ပြောတတ်တယ်ဟုတ်ပြီ သုတိစိတ်ကြလိုက်တဲ့ဆာနဲ့တပြိုင်နက်တည်းဒီခန္ဓာကြီးကဘာလုပ်ခဲ့ရလဲစွန့်ခဲ့ရတယ်။နောက်ကအိမ်ကကြံတဲ့ပုံကိုယ်တွေကတင်းကြောခြင်းတင်းကြောမတင်းကြောခြင်းနေအပုတ်မခံနိုင်တာအပုတ်နမခံနိုင်တော့ဘာလုပ်ရတော့တင်းကြောပေးရတာပင်ကြိုင်ကုန်ပို့ရတာအဲ့ဒီလိုစွန့်ပြစ်နိုင်စွန့်ပြစ်ခြင်းကတမျိုးနောက်တမျိုးကကြတော့နောက်ထပ်ဘဝကိုမယူတော့ဘဲနဲ့တဏှာကိုအပြည့်ပိုင်ပယ်သနိုင်တဲ့အတွက် တနည်းခန္ဓာဖြစ်ကြောင်းတဏှာကိုပယ်တတ်နိုင်တဲ့အတွက်နောက်ထဘဝတည်းမဖြစ်တော့တာအဲ့ဒါကိုကရုံဘာရနိခိပိတ်တော်တဲ့ဘုရားကကရုံလေးသောဘာရံခန္ဓာဝန်တော့ဝင်ဖို့ကိုနိခိပိတ်တော်အဆုံးစွန်ကြိချပြီးတော့တဲ့အញ្ញံဘာရံအခြားသောခန္ဓာဝန်ကို နောက်ထနောက်ထနောက်ထလို့ခေါ်တဲ့ ဘဝခန္ဓာတွေကိုအနာတိယမယူတော့ဘူးတဲ့အဲ့ဒီလိုနောက်တာခန္ဓာမယူတဲ့ပုဂ္ဂိုလ်ကဘသူတွေလဲဆိုတော့တမူလံတဏမပုတ်ရှာတဲ့တဏတဏကိုအပုတ်ရှာပယ်စွန့်၍ဘာကိုပယ်စွန့်ရမှာလဲလေတဏကိုပယ်စွန့်ရမှာဟုတ်ပြီအဲ့မှာတဏကိုပယ်စွန့်ရမှာဆိုတော့တဏကြီးတက်တက်ပယ်လို့မရပါဘူးတဲ့ရှင်းနာမှာ စကားလေးကတရားစကားလေးကသိတ်ကောင်းတယ်ဗျ တမူလံနဲ့တမူလံတဏမပௌ္ရှာ အမြင့်ရင်းနဲ့တကွတဏကိုပယ်စွန့်၍တယ်လို့ပြောတာဟုတ်ပြီတဏရဲ့အမြင့်အရင်ဘသူလဲကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးရဲ့တရားတွေနာဘူးတဲ့ပုဂ္ဂိုလ်တွေဥစဉ်တရားနာဘူးတဲ့ပုဂ္ဂိုလ်တွေဥစဉ်ကတဆင်ဟောကြတာလေအဝိဇ္ဇာနဲ့တဏယင်ခံဥပါဒံ ကံကြောင့်ယုံနံပေါ်ဟောအဲ့ဒီမှာလေအဝိဇ္ဇာနဲ့တဏှာယဉ်ခံအဲ့နှစ်ခုလေးပဲမှတ်လိုက်မယ်အဝိဇ္ဇာနဲ့တဏှာယဉ်ခံတဏှာဟုတ်ပြီလားအဲ့ဒီတဏှာကိုခြေကခေါင်းဆောင်ကဘာတူတယ်လဲအဝိဇ္ဇာဘာတယ်လဲအဝိဇ္ဇာနာအဝိဇ္ဇာအဝိဇ္ဇာတဲ့ဗျနော်အဲ့တော့အမှန်တရားကိုမသိတာအဝိဇ္ဇာအဲ့တော့ နောက်တခန္ဓာဝန်ကိုမယူဖို့ဆိုလို့ချင်းအဲ့ဒီတမူလံအမြင့်ရင်းနဲ့တကွဝါတဏှာကိုဖြစ်စေသော ဥဆောင်သောအရင်အမြင့်ရင်းကအဝိဇ္ဇာအဲ့တော့တမူလံတဏှာမဘုရားတဏှာဤအမြင့်ရင်းနဲ့တကွဖြစ်သောအဝိဇ္ဇာကိုပယ်စွန့်မှဘာအစေရမှာလဲချမ်းသာဒုက္ခအစေကိုရမှာတဏှာစွန့်မှ ချမ်းသာရအဲ့တော့တဏှာစွန့်ဆိုတဲ့နေရာမှာအရှင်ဘုရားရေဘာလို့ရှိကအဝိဇ္ဇာကမူလအရင်းမြစ်ဖြစ်တာလဲဒီလိုပြောကြမယ်ဆိုရင်နေသာတော်ပရိနိဗ္ဗုတော်တဲ့နေသာတော်တောက်တခြင်းကင်းတာဘာမှမလိုချင်တော့တာဗါတယ်လေဘာမှမလိုချင်တော့တာလာတာလဲမကြည့်ချင်တော့ဘူးအတန်ကောင်းတာလဲနားမထောင်ချင်တော့ဘူး ဟုတ်ပြီလားအနံ့ကောင်းတာလည်းမရှူကျင်တော့ဘူးအရသာကောင်းတာလည်းမတက်မဲ့တော့ဘူးစားတော့စားပြီးရမှာခန္ဓာရှိနေတဲ့အတွက်ဘာလုပ်ပြရအောင်မလဲစားပြီးစားပြီးရအောင်မဒီခန္ဓာဆက်လက်ရပ်တည်ဖို့ရအဲ့တော့ဘုရားအစဘုရားရှင်အစရှိတဲ့အရိယာသူတော်ကောင်းတွေကအစာစားတယ်ခင်ဗျားတို့ကျွတ်တို့ပုထုဇဉ်တွေလည်းအစာစားတယ်တူးသလားမတူပါဘူးမတူဘူးအရိယာပုဂ္ဂိုလ်တွေကဒီခန္ဓာကို ဓာတ်လေးပါညီမျှပြီးတော့ဘုရားရှင်ရဲ့သာသနာတော်ကိုဆက်လက်ပြီးတော့ထမ်းစားနိုင်အောင်လို့ဟုတ်ပြီလားခင်ဗျားတို့ကျွတ်တော့ကြတော့ဘာလို့လဲအသက်သေမှကြောက်လို့စားရခြင်းတူးသလားမတူးဘူးအဲ့တော့စားရသေမှကြောက်တဲ့ပုံကိုတည်းကစားတဲ့အခါကောင်းကောင်းလေးစားခြင်းနဲ့ကောင်းကောင်းလေးမှနမ်းချူခြင်းနဲ့မကောင်းတဲ့အစားဆိုရင်စားခြင်းမို့ဟိုဘုရားရဟန္တာတွေကြတော့အဲ့ဒီလိုမဟုတ်တော့ဘူး ကောင်းသည် ဖြစ်စေမကောင်းသည်ဖြစ်စေခန္ဓာဝန်ဓာတ်၄ပါးညီမျှဖို့ပဲသူတို့ဘာလုပ်ထားတာသုံးဆောင်တာအဲမတူဘူးနော်အဲ့တော့ခင်ဗျားတို့ကျွတ်တို့တဏ္ဍဘုရုသင်နေမှာကြားရပြီတော့နေသာတော့နအိ္သာတော့တဲ့အိ္သာလိုချင်တတ်မှတ်ခြင်းနကကင်းတာအဲခင်ဗျားတို့ကျွတ်တို့ကကြတော့နလေးဖယ်ပြီးတော့ဗားတယ်လေအိ္သာတော့အိ္သာတော့ကောင်းတာလေးမှာ ဆိုခြင်းနဲ့တတ်မဲ့တဲ့နှိမ့်သက်တဲ့ဆွဲလန်းတဲ့အဲ့ဒီနှိမ့်သက်ဆွဲလန်းတဲ့တဏှာရှိနေသေးတဲ့၍ဘဝကိုမစွန့်မှုဒီမှာကျတော့နှိမ့်စာတော်တဲ့တောက်တတ်တဲ့တဏှာမရှိတော်ဘူးကင်းသွားပြီအဲ့ဒီလိုကင်းရင်အရှင်ဘုရားဘာဖြစ်မှလဲဆိုတော့ပရိနိဗ္ဗုတော်တဲ့ကိလေသာအပူတွေအကုန်လုံးငြိမ်အေးသွားပါလိမ့်မယ်တဲ့ဗျတဏှာစွန့်မှဘာဖြစ်မှလဲချမ်းသာရဟုတ်ပြီဦးဇင်း တရားဟောတဲ့အခါဘာကိုသိဖို့အဓိက ထားဟောနေတာလဲယုံနံသိဖို့ပြောကြည့်ယုံနံသိဖို့ယုံနံကဘယ်မှာရှိခန္ဓာခန္ဓာတိုင်းခန္ဓာတိုင်းမှာရှိကိုယ်ခန္ဓာတွေမဟုတ်ဘူးเนาะဘာတယ်လဲခန္ဓာတိုင်းခန္ဓာတိုင်းမှာရှိအဲ့ဒီယုံနံကိုယုံနံမှမသိတဲ့အခါကျတော့ငါသူတော်ဘာယောက်ျားမိန်းမ ဟောင်းကြီးမသီလာဝိညာဉ်ချုပ်တမတ္တဩပညာတွေတင်ပြီးတော့ပညာတွေတင်ပြီးတော့အဲ့ဒီပေါ်မှာตาရတဲ့စိတ်တွေနဲ့တန်တရာလဲနေကြတာဗျအမှန်အရှိက ခန္ဓာမှာရှိနေတာကရုပ်တဘောနဲ့နံတဘောရုပ်အရှင်ဘုရားဘာလို့ပြောတာလဲအခုခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုလည်းဘာလို့ပြောလို့ရတယ်လဲရုပ်လို့ပြောလို့ရတယ်ဘာလို့ရုပ်လို့ပြောတာလဲဆိုတော့ နည်းနည်းကလေးမှအငြိမ်မနေပဲနဲ့အချိန်ကြီးနော်ထောက်ချောက်ကိုပြောင်းလဲနေလို့ဖောက်ပြန်နေလို့ဘာလို့ခေါ်တာလဲယောအဲ့ဒီပြောင်းလဲတဲ့သဘောဖောက်ပြန်တဲ့သဘောခန္ဓာကိုယ်တဲ့ဟောလာညံလေးနဲ့ကြည့်အဲ့တော့ကြည့်ဆိုတော့လေတန်းပြီးတော့ကြည့်လို့မရဘူးရောက်ရက်ခတ်နေတဲ့စိတ်ကရှိသေးတယ်နာနဲ့ယုတ်ယုံနဲ့နာဟုတ်ပြီလားအဲ့တော့ ရောက်ရခန့်နေတဲ့စိတ်ကလေးကိုငြိမ်သွေးငြိမ်သွားအောင်ခန္ဓာကိုယ်မှာထင်ရှားဖြစ်ပေါ်နေတဲ့လေကလေးရှုသွင်းတာပြန်ထုတ်တာဘာလို့ထားတယ်လဲလေရှုသွင်းတာပြန်ထုတ်တာအာနာပါနဟုတ်ပြီလားအာနာပါနဝင်လေထွက်လေအဲ့ဒီဝင်လေထွက်လေမှတ်တဲ့အချိန်မှာတတိဆိုတာလေးပါတယ်ဝိရိယလေးပါတယ်တတိနဲ့ဝိရိယအားကောင်းလာရင် အခုနကရောက်ရက်ခတ်နေတဲ့စိတ်ကလေးကဘာဖြစ်သွားမလဲငြိမ်သွားမယ်အဲ့ဒီငြိမ်ကသွားတာကိုတမာတိလို့ပြောတာအဲ့ဒီလိုတမာတိအားကောင်းလာပြီဆိုတဲ့အခါကျမှခန္ဓာဘက်ညံနဲ့ပြန်နဲ့ကြည့်တဲ့အခါလုံ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 ရွာ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 ပူပူချင်းချင်းထုံနာညောင်းနာကြိုက်တာအကုန်လုံးညံထဲမှာထင်ရှားစွာပေါ်လာလိမ့်မယ်အဲ့ဒီမပူရာကနေပူလာတယ်မညောင်းရာကနေညောင်းလာတယ် အဲ့ဒီခါကျမှပြောင်းလဲတဲ့သဘောအဲ့ဒါဘုသူ့ရဲ့သဘောတော့ရုပ်ရဲ့သဘောဒါပါတယ်လေရုပ်ရဲ့သဘောအဲ့ဒီရုပ်ပြောင်းလဲတာကိုသိတာကဘသူကသိနာငါသိငါငါသိတာဟုတ်ရဲ့လားမဟုတ်ပါဘူးငါသိဟုတ်ရဲ့လားမဟုတ်ပါဘူးဘာကသိတာလဲနာငါသိတာပေါက်ပြန်တာကရုပ်သိတာကနာဟုတ်ပြီအရှင်ဘုရားအဲ့ဒီနန္တရားကတော့မပြောင်းလဲဘူးလားဆိုတော့အိုးသူကလည်းသိပြီ ပြက်သွားတာပဲနောက်တစ်မျိုးအာယုံပေါ်ရင်နောက်တစ်မျိုးအာယုံကသူကလိုက်ပြီးတော့သိပေးရတာဒါကြောင့်ရုပ်လည်းမမြဲဘူးနာလည်းမမြဲဘူးရုပ်လည်းဖြစ်ပြီးပြက်နာလည်းဖြစ်ပြီးပြက်ဟုတ်ပြီနော်အဲ့တော့ဒါရုပ်သဘောဒါနံသဘောလို့သိလိုက်တာနဲ့တပြိုင်တည်းတည်းအဲ့ဒီရုပ်နာပေါ်မှာမသိတဲ့အဝိဇ္ဇာပယ်ခွာပြီးသားဖြစ်သွားတယ်အဲ့ဒီအဝိဇ္ဇာကိုပယ်ခွာလိုက်တာနဲ့တပြိုင်တည်းတည်းဟိုကတဏှာကလည်းဟင်း တတန်တရာလုံးကငါလို့ငါကုငါခန္ဓာတို့ထင်လာတာအမှန်ကငါမဟုတ်ဘူးဟဲ့။ဘာနဲ့ဘာတယ်လဲ။ယုံနဲ့နန်းဆိုပြီးတော့ခန္ဓာကိုယ်ပေါ်မှာခင်တွေ့တဲ့တဏှာကတော့ဘာဖြစ်သွားမလဲ။နည်းနည်းလေးအားနည်းသွားမယ်။ဟုတ်ပြီလား။ဒါယုံနဲ့သိတာ။ဟုတ်ပြီ။ဒါကယုံနဲ့ကိုဆက်ရှုတော့ခုနကယုံတယ်ဖြစ်ပြီးပြက်ပူရာလေးလည်း ဖြစ်ပြီးပြဲအေးရာလေးလည်းဖြစ်ပြီးပြဲတောက်နာလေးလည်းဖြစ်ပြီးပြဲဖြစ်အေးရာပူရာလောက်တာတောက်နာသိတဲ့နံလေးကလည်းဖြစ်ပြီးပြဲအဲ့ကြမှာဖြစ်ပြဲဆိုတာကဥရိယဘယဉဏ်အဲ့ဒီဥရိယဘယဉဏ်ဝင်မှဝိပဿနာဉဏ်အစင်းကိုရောက်တယ်ဗျဟုတ်ပြီနော်ဒါကြောင့်အဲ့ဒီဝိပဿနာဉဏ်ရကြည်ခြင်းလို့ခင်ဗျားတို့ကိုကျုပ်ကဒီခန္ဓာရဲ့အကြောင်းကို ပြောနေတာဟုတ်ပြီနော်အဲအဲ့တော့ တဏစွမဘာဖြစ်မှာလဲချမ်းသာအစိတ်ကိုရမှာဘာရနေကေပနံဒုက္ခံဆိုပေမဲ့လို့ခန္ဓာဝဉ္ကြီးကိုပြစ်ချနိုင်ခြင်းသည် ချမ်းသာဤဆိုပေမဲ့လို့ခန္ဓာစွန့်ခြင်းကပုထုဇဉ်တို့ရဲ့စွန့်ခြင်းအရိယာတို့ရဲ့စွန့်ခြင်းပုထုဇဉ်တို့ရဲ့စွန့်ခြင်းသည်တကယ်ဒုက္ခအစိတ်ရမှာလားမရပါဘူးမရပါဘူးယောဂဝေဒနာတွေဖြစ်ပြီးဆိုငါနဲ့တော့တေတာ သေးလိုက်ခြင်းရဲ့ဟုတ်ပြီလားတကယ်သေးကျင်တာဟုတ်ရဲ့လားဟုတ်ပါဘူးအဲ့ဒီယောဂါလေးတက်တက်သွားတော့ကဟင်ငါဘာပြောခဲ့တယ်အဲ့ဒီလိုအဲ့ဒီလိုဖြစ်နေတာအဲ့တော့ခန္ဓာရဲ့သဘောကိုအမြဲစောင့်ကြည့်တဲ့အလုတ်ကိုလုံးမခန္ဓာရဲ့အပြစ်ကိုမြင်မယ်ဟုတ်ပြီလားခန္ဓာအပြစ်မြင်မှခန္ဓာကိုယ်ပေါ်မှာခင်တွေ့တဲ့သမှုရိယသစ္စာလို့ခေါ်တဲ့တဏှာကအာနေမယ်အဲ့ဒီသမှုရိယသစ္စာ တန်တရာကိုအဆုံးစွန်ပယ်ရှနိုင်မှဘာအစိတ်ကိုရမယ်ချမ်းသာအစိတ်ကိုရမယ်ဒါကြောင့်ခန္ဓာရဲ့သဘောအမှန်ကို ကိုယ်ပိုင်ဉာဏ်နဲ့သိအောင်ကြိုးစားအထုတ်နိုင်သောပုဂ္ဂိုလ်ထုပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေကုန်တည်းအာမင်